မြန်မာနိုင်ငံမှာငှက်လျင်ကြောင့်တိဆုံးသူ3354ဦးအထိရှိလာမြန်မာနိုင်ငံမှာငှက်လျင်လှုပ်ခတ်မှုကြောင့်တိဆုံးသူ3354ဦးအထိရှိသွားတာဖြစ်ပြီးတန်ရရသူ4850ဦးနဲ့ပျောက်ဆုံးနေသူ220ဦးရှိကြောင်း MRTV ရုပ်သံလိုင်းရဲ့ထုတ်လွှင့်ချက်ကိုကိုးကားပြီး writer သတင်းဌာနက AP9 ရဲ့ဒီကနေ့မှရေးသားဖော်ပြထားပါတယ် မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ကုလသမဂ္ဂအခြေခံကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့အရက်ပဲအဖွဲ့အစည်းတွေငလျင်ပြီးတုံ့ပြန်ဆောင်ရွက်မှုအတွက်တိမှတ်ပြုချီးကျူးခဲ့ပါတယ်။နတ်စကဥက္ကဋ္ဌဘိုးချုပ်မှုကြီးမင်းအောင်လှိုင်ဟာထိုင်း၊နီပေါ်၊ဘူတန်၊တီရီလင်္ကာနဲ့အိန္ဒိယနိုင်ငံတို့ပါဝင်ခြင်းပါတဲ့ Best State ထက်တီအစည်းအဝေးကိုတက်ရောက်ခဲ့တဲ့ရရှာဘပါနိုင်ငံခြားခီးစဉ်အဖြစ်နေပြည်တော်ကိုပြန်ရောက်လာခဲ့ပါတယ်။ ကုလသမဂ္ဂအကူအညီပေးရေးအကြီးအကဲတွမ်ဘလက်ချာမြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့မန္တလေးမှာ AB လေးရဲ့မဏိကညာနေပိုင်းမှာရန်ရွာလူမှုအဖွဲ့အစည်းတွေနဲ့တွေ့ဆုံခဲ့ပြီးငလျင်ဘေးကိုတသက်ရှိရှိနဲ့ရင်ဆိုင်သုံးပြန်နိုင်စွာအတွက်တိမတ်ပြုတ်ချီကျူးခဲ့ပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။